โอเคမင်္ဂလာပါဗျတူရီ KMD မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့ကျွန်တော်6တက်ဆိုတော့ break လဲမှန်တယ်ပေါ့နော်ဝန်ချင်းလဲမှန်တယ်ဒါပေမဲ့ကျွန်တော်စီရဲထဲမှာတော့မပါလိုက်ဘူးပေါ့နော်ကိုမားတို့တော့ထည့်ပြီးတော့ထိုးပြလာတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့စီရဲထဲမှာမပါလိုက်ဘူးဗျာ တော့ဒီမှာဒီနေ့လက်ကျွန်တော်အပင်တို့လုံးပိုင်ပေါ့နော်ဒီလုံးပိုင်ကိုကျွန်တော်ဝမ်းကျင်းနဲ့တွေ့ရင်အပြီးပေါက်လေးတွေကိုကျွန်တော်တွက်ပြပေးမယ်ဗျာကိုမတို့ကလည်းကြည့်ပြီးတော့ကျန်းနေတတ်မှုရှိရင်တော့သုံးပါဗျာမင်းမိတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒီမှာ ၁ရက်၈ရက်၃ရက်ရက်ဒီ၃လုံးပေါင်းခြင်းဒီ၉ဖြစ်လို့၉ရက်နှစ်ခတ်ဒီ၆၆ဒီကျွန်ဒီမှာလုံးမှန်ပြကျော်ဒီ၆ပိုင်းမှာခွန်၆ဆိုပြီးတော့ထွက်တယ်ဗျကျူရက်၄၆၉၆တဲ့၉နာရီအားဟုတ်ခဲ့ပါဗျာနော်ဒါဆိုကျော်ဒီမှာနောက်တစ်ပြင်ဒီလဲ ခွင်ရဲ့၄ရဲ့ပေါင်းချင်းတီ၁တနဲ့တရ၃နဲ့ပေါင်းတော့၄ခွင်လေး၃ပေါင်းချင်းတီ၄ဖြစ်လို့၄ရဲ့နှက်ခတ်တီနှစ်နှစ်တီကျော်ဒီမှာလုံးမှန်ပြတော့ဒီနှစ်ပိုင်းမှာလဲနှစ်ပူးဆိုပြီးတော့ထွက်တယ်ဗျ၄၆၅၆လား၅၆၉၆လားမသိဘူး ဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ2ရယ်5ရယ်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ2နဲ့ပေါင်းတော့9နဲ့ငါးနဲ့ပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခက်ဒီ6 6ဒီကြောင့်ဒီမှာလုံးမှန်ပြတော့ဒီ6ပိုင်းမှာလဲ6ဘူးဆိုပြီးတော့ထွက်တယ်ဗျအားလုံးမဲ့ဒီလုံးမှန်ဆိုင်လေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကြောဒီနေ့မှာလုံးမှန်ဒီ 6ရဲ့3ညရဲ့ပေါင်းချင်းဒီ6 6နဲ့တရက်1နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခက်ဒီ3ည3ညဒီကြောင့်ဒီမှာလုံးမှန်ပြအဒီမှာ1ရှစ်3ညပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခက်ဒီ6 6ဒီလုံးပိုင်းမှာခွန်း6ဆိုပြီးတော့ထွက်တယ် နောက်တစ်ပြန်ဒီခွန်လေး၃ပေါင်းချင်းဒီကျွန်တော်တို့လေးဖြစ်လို့လေးရဲ့နှက်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီလုံးမှကျွန်တော်တို့နှစ်ပူးဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြန်ဒီလည်းနှစ်ရဲ့၅ရဲ့နှစ်ရဲ့ပေါင်းချင်းဒီ၉ဖြစ်လို့၉ရဲ့နှက်ခတ်ဒီ၆အဲ့ဒီ၆ဒီကျွန်တော်ဒီမှာလုံးပိုင်း၆ပူးဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်လုံးပိုင်းဒီ6ရဲ့3ရဲ့7ရဲ့3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့နှက်ခတ်ဒီ3ညာ3ညာဒီလုံးပိုင်းပါဗျာ ိုမတို့ကြိုက်နှစ်တက်မှုရှိရင်တော့သုံးပါနော်ကျွန်တော်ဒီနေ့မှာတုံညပိုင်းလေးတွေ့ပါတယ်ဗျတော့ဒီလုံးပိုင်းဆိုင်ကိုနောက်ထပ်ဝန်ချင်းလေးနဲ့တွေ့ရင်ပြီးပေါ့လေးပေါ့နော်2ရက်3ရက်4ရက်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ ခွန်ရဲ့နှက်ခတ်တီတုံညာခွန်တုံညာတီကြောင့်ဒီမှာအချိန်ညနှစ်တည်းလေပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ရဲ့နှက်ခတ်တုံညာခွန်တုံညာတီအချိန်ခွန်တုံညာအချိန်မှာခွန်ချောက်ထွက်တော့ခွန်ထီတဲ့ကြောင့်ဒီမှာဒီ6ပိုင်းနဲ့ခွန်တုံညာနဲ့တွဲရင်6ခွန်60ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခွန်6ဆိုပြီးတော့ထွက်တယ်ဗျာ ကိုကန်းလည်းပေါ်တို့ပြပါလားတဲ့စာကွယ်လို့ဟုတ်ခဲ့ပါဗျာနော်။အောင်မင်းနဲ့မင်္ဂလာပါဟုတ်ခဲ့မင်္ဂလာပါဗျာ။ကဲဒီမင်္ဂလာပါဟုတ်ခဲ့ပါဗျာနော်။ဖြူရဲကြိုက်ပါတယ်ဗျာဟုတ်ခဲ့ပါဗျာ။ကံကောင်းပါစေဗျာနော်။ကျွန်တော်မိုးတဲ့မင်္ဂလာပါဟုတ်ခဲ့မင်္ဂလာပါဗျာ။ဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်။တဲ့ရ6ရပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ9နဲ့ပေါင်းတော့2 ဒီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခက်ဒီလေနှစ်လေးဒီလေကြောင့်ဒီမှာအချင်းမြတော့ဒီနှစ်လေးအချင်းမှာလဲနှစ်ပူးထွက်တော့နှစ်ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ဒီနှစ်ပိုင်ကိုဒီဘက်ကနှစ်လေးနဲ့တွဲရင်နှစ်ပူးနှစ်လေးဆိုတဲ့ကဏ္ဍနှစ်ကွက်မှာကျွန်တော်တို့နှစ်ပူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီလေခွန်ရနှစ်ရပေါင်းခြင်းဒီကို6နဲ့ကြောဒီက3ညနဲ့ပေါင်းတော့6 ဒီ၃လုံးပေါင်းခြင်းဒီ၉ဖြစ်လို့၉ရဲ့နှက်ခတ်ဒီ၆၉၆ဒီကျွန်ဒီမှာအချိန်မြတ်၉၆အချိန်မှာလဲ၆ဘူးထွက်တော့၆ထီတယ်ဒီမှာဆိုကျွန်တော်တို့ကဒီ၆ပိုင်းနဲ့ဒီ၉၆နဲ့တွဲရင်၆၉၆ဘူးဆိုတဲ့ကဏ္ဍနှစ်ကွက်မှာ၆ဘူးဆိုပြီးတော့ထွက်တယ်ဗျဘုကန်းနဲ့ okay တဲ့ကျေးဇူးပါဗျာတဲ့ဟုတ်ကဲ့ပါဗျာเนาะကံကောင်းပါစေဗျာရွှေမိုဘိုင်းနဲ့၄နှစ်ချင်းနဲ့ဟုတ်ပါတယ်ဗျာเนาะ ဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်ဒီနှစ်ရဲ့6ရဲ့ပေါင်းချင်းဒီ၈၈နဲ့ဒီက6နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှစ်ခက်ဒီနှစ်၄နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြဒါဆိုကျွန်တော်ဒီမှာ၃ညပိုင်းနဲ့ဒီ၄နှစ်နဲ့တွဲရင်၃ည၄၃ည၂ဆိုရနှစ်ကွက်ပေါ့နော်ပရိသတ်လည်းကျွန်တော်တို့ထပ်ပေးမယ်ဆိုရင်ပေါ့နော် ဒီမှာကျွန်တော်တို့ဒီရက်1ထိပ်ရညနေဘက်4ထိပ်ပေါ့နော်1 4ပေါင်းချင်းဒီ9ဖြစ်လို့9နှစ်ခက်ဒီ3 9 3ဒီကျွန်တော်ဒီမှာပြိခွန်6ဆိုပြီးတော့3ပြိထွက်တယ်ဗျ။အဲဒါကျွန်တော်နောက်တစ်ပင်ဒီဒီရက်ခွန်ထိပ်ရညနေဘက်9ထိပ်ရခွန်9ပေါင်းချင်းဒီ1ဖြစ်လို့2ရက်နှစ်ခက်ဒီ4 2 4ဒီကျွန်တော်ဒီမှာပြိ2ပူးဆိုပြီးတော့4ပြိထွက်တယ်။ဒီမှာလဲကျွန်တော်တို့ဒီရက်1ထိပ်ရညနေဘက်3ညထိပ်ရ နှစ်တုံညာပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခက်ဒီလေးနှစ်လေးဒီရောဒီမှာပြိတ်ပေါ့နော်နှစ်လေးပြိတ်မှာ6ဘူးဆိုတော့နှစ်ပြိတ်ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာဒီ6ထည့်ရဲ့ညနေဘက်6ထည့်ရေပေါ့နော်6ရဲ့6ရဲ့ပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခက်ဒီလေးနှစ်လေးဒီလေးပြိတ်ဒီပြိတ်လေးနဲ့ဆက်ပေးမယ်ဆိုရင်ကျွန်တော်ဒီမှာဒီတုံညာပိုင်းနဲ့၄နှစ်နဲ့တွဲရင်တုံညာ၄တုံညာ၂ဆိုတော့ ကနန်းနှစ်ကွက်ဒီပရိတ်လေးနဲ့ထက်တူကြတယ်ပေါ့နော်ဒီပရိတ်လေးနဲ့ဆက်ပြီးသွားရင်တော့ဘဝင်းတော့လည်းခွန်ပရိတ်၁၆ကျန်သွားတယ်နော်တဲ့ဟုတ်ပါတယ်ဗျာနော်ကျွန်တော်လည်းကနန်းကိုတော့တခြားတော့ပြောလိုက်တော့ပြောလိုက်ပါသေးတယ်နော်ကျွန်တော်တို့မနေ့က၄၁၆ကီကိုဟိုပါပေါ့နော်၃၅ခွန်ပရိတ်ရအောင်တွဲရင်လည်းရတယ်လို့ကျွန်တော်တို့ရှင်းပြလိုက်တယ်ပေါ့နော် ော်ပြီးဆက်သွားတယ်တောက်ကြညာနေအပိတ်နေတဲ့တောက်ကြမနဲ့အပိတ်ကျော်ဒီဒီဘက်ကလုံးမိုင်ဆိုင်ပေါ့နော်ဒီလုံးမိုင်ဆိုင်လေးဒီလည်းနောက်ထပ်ဝန်ချင်းတစ်ခုနဲ့တွဲရင်လည်းအပြည့်ဖြစ်ပါတယ်ဗျအဲ့ဒါလေးကိုလည်းကျွန်တော်ပြပေးမှာပေါ့နော်ကိုမတို့ကြိုက်နှစ်တက်ရင်တော့သုံးဗျ ပဒီမှာ2ရက်6ရက်ဒီရက်7ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ2ဖြစ်လို့2ရက်ပါဝါတီခွန်2ရက်နက်ခတ်တီလေးခွန်လေးဒီလဲကျွန်တော်ဒီမှာအချိန်မြတ်ကျွန်တော်တို့ကဒီခွန်လေးအချိန်ဆိုလဲကျွန်တော်ဒီမှာခွန်6ဆိုတော့ခွန်ထိတယ်ဒီဘက်က6ပိုင်းဒီပေါ့နော်ဒီခွန်လေးနဲ့တွဲရင်လဲကျွန်တော်တို့ခွန်6ဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့ဒီမှာနောက်တစ်ပင်ဒီ၈ရဲ့၃ရဲ့ပေါင်းချင်းဒီ၈၈နဲ့ဒီက၆နဲ့ပေါင်းတော့၄ ဒီသုံးလုံးပေါင်းခြင်းသည်၄ဖြစ်လို့၄ရဲ့ပါဝါသည်၉ရဲ့နှက်ခတ်သည်နှင်း၉နှစ်သည်လဲကျွန်တော်ဒီမှာအချိန်ပြဒီ၉နှစ်အချိန်မှာလဲနှစ်ပူးဆိုတော့ကျွန်တော်တို့နှစ်ထီတယ်ဒီမှာသည်လဲကျွန်တော်တို့ဒီနှစ်ပိုင်းနဲ့ဒီ၉နှစ်နဲ့တွဲရင်လဲအပြည့်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၄ရဲ့၃ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရ2နဲ့ပေါင်းတော့၉ ဒီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ၄6ရဲ့နှက်ခတ်ဒီ6လေး6ဒီလဲကျွန်တော်ဒီမှာချက်လေး6အချိန်မှာလဲ6ပူးထွက်တော့6ထီရဲ့ဒီမှာဆိုလဲကျွန်တော်တို့ဒီ6ပိုင်းဒီဒီဘက်က၄6နဲ့တွဲရင်လဲကျွန်တော်6ပူးဆိုပြီးအပြည့်ပေါက်ဖြစ်တယ်ဗျဒါဆိုရင်ကျော်ဒီနေ့မှာပေါ့နော်9ရဲ့2ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက6နဲ့ပေါင်းတော့3 9နှစ်6ပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့ပါဝါဒီရှိ3ရဲ့နှက်ခက်ဒီ9ရှင်း9ဒီလဲကျွန်တော်ဒီမှာအချိန်ပြကျွန်တော်ဒီ3ညပိုင်းဒီ6နှစ်နဲ့တွဲရင်လည်းအပြီးဖြစ်တဲ့ဒီ3ညပိုင်းဒီ6 9အချိန်နဲ့တွဲရင်လည်းကျွန်တော်တို့အပေါ်ပင်တွေမှာအပြီးပေါ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့3ညပိုင်းကို6နှစ်6 9နဲ့တွဲလိုက်ပါမယ်ဗျာအေးပြေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအားလုံးပဲနားလည်းမလို့ရထင်တယ်ပေါ့နော် ရိတ်ကတော့ကျွန်တော်ဒီနောက်သုံးလုံးပေါင်းချင်းတီလဲပရိတ်ပေးနေတာတွေ့ရတယ်1 4 3ပေါင်းချင်းတီ5ဖြစ်လို့5နှစ်ခတ်3 5 3ပရိတ်မှာလဲခွန်6ဆိုပြီးတော့3ပရိတ်ထွက်တယ်နောက်တစ်ပင်တီ6 5 3ပေါင်းချင်းတီ4ဖြစ်လို့4နှစ်ခတ်တီ2 4 2ပရိတ်မှာလဲ2ပူးဆိုပြီးတော့4ပရိတ်ထွက်တယ်ဗျဒီမှာလဲကျွန်တော်တို့2 3 2ပေါင်းချင်းတီ4ဖြစ်လို့4ရဲ့နှစ်ခတ်တီ2 4 2တီလဲကျွန်တော်ဒီမှာပရိတ်ပေါ့နော်ဒီမှာလဲ6ပူးဆိုပြီးတော့2ပရိတ်ထွက်တယ် ဒါဆိုရင်ကျတော့ဒီမှာဒီ661ပေါင်းခြင်းဒီကျွန်တော်တို့3ဖြစ်လို့3ရဲ့နှက်ခက်ဒီ5 3 5ဒီလဲ break လို့ဖြစ်သွားနိုင်တယ်ဒါဆိုရင်ကျတော့ဒီမှာဒီဒီ break ဒီ3လုံးပေါင်းခြင်း break ပေးမယ်ဆိုရင်ကျွန်တော်တို့3ရှင်း5 break ပေါ့နော်ဒီမှာဒီကျွန်တော်တို့က3ညပိုင်းနဲ့ရှင်း5နဲ့တွဲရင်ပြီးဖြစ်တယ်3ည8ဆိုလဲ8 break 3ည5ဆိုလဲ9 break ဗျထက်ထက်မယ်ဆိုရင်တော့3ည3မှာထည့်ရမယ်ပေါ့နော် Lady, that's the ကျွန်တော်တို့မနေရလို့ပဲပေါ့နော်ကျွန်တော်တို့ဝမ်ကျင်းနေရတဲ့လည်းဗတိန်းနဲ့တွဲပြီးတော့ထွက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကိုမတို့ကျွန်တော်တို့ဒူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးဒီမှာတော့မှပဲဗတိတ်ကကျွန်တော်တို့နှစ်လေးဗတိတ်တစ်ခုတွေးတယ်၃၅ဗတိတ်တစ်ခုတွေးတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ၃ညပိုင်းကို၄နှစ်၈၅ဆိုတော့ကီလေးလုံးနဲ့တွဲထားသည်၃ညလေး၃ညနဲ့၃ည၈၃ည၅ဆိုပြီးတော့၄လုံးပေါ့နော်ဒါလေးရတော့ကျွန်တော်နောက်ထပ်ဖြစ်သွားနိုင်တဲ့ break လေးကိုကျွန်တော်ထည့်ပေးထားခြင်းဖြစ်ပါတယ်ဗျာ။၃ည၁ဆိုတဲ့၁ break ပေါ့နော်။ ီမှာလည်း3ည3ဆိုတဲ့3ပရိတ်ဒါကတော့ကျွန်တော်တို့ဒီမှာ၄နှစ်အချင်းရှိတယ်၈ငါအချင်းရှိတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့၄၈ဆိုပြီးတော့ထက်ထက်ပေးခြင်းဖြစ်ပါလေဗျတော်ရောင်းနဲ့ဒီနေ့ရှစ်ကောင်းနေတယ်ဟုတ်ကဲ့ပါဗျာเนาะ ဆိုစွိုင်းနဲ့မင်္ဂလာပါကိုရဟုတ်ကဲ့မင်္ဂလာပါဗျာအဆူဆူတဲ့မတူတော့ဘူးတဲ့ဟုတ်ကဲ့ပါဗျာเนาะမတူပဲမဲ့လဲကျွန်တော်တို့ဝမ်းကျင်းရတော့ကျွန်တော်တို့မှန်နိုင်တယ်ပေါ့နော်၄နှစ်အချင်းရှင်းငါအချင်းတခုမဟုတ်တခုမှန်နိုင်တယ်ကျွန်တော်တို့တုံညာပိုင်လည်းဟိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့တုံညာလေးတုံညာနှစ်တုံညာရှစ်တုံညာငါဆိုပြီးတော့ထည့်ပေးခြင်းဖြစ်တယ်ဗျာအကူမတို့ကလည်းကျိုင်းနှစ်တက်မှုရှိမှလည်းတုံးပေါ့နော်ဒူးဒီမှာတော့အပိုင်ရလို့မရှိဘူးဗျာကျွန်တော်တို့ဒီ site နဲ့အတွက်ပြတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကျွန်တော်တို့ အာယုံဆုဆက်ပြီးတော့ရှားရတယ်ပေါ့နော်ဒါကြောင့်မို့ပို့ပြီးတော့ပင်ပန်းတယ်ကျွန်တော်တို့ကမျက်နှာပြပြီးတော့ကနန်းပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှမကြည့်ပဲနဲ့တောင်းမှာပဲကနန်းကိုပေးလို့ရတယ်ပေါ့နော်အဲ့ဒါမျိုးဒါလေးလည်းရှိပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်တွက်ပြတဲ့ကနန်းလေးဒီလဲပေါက်ကနန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကနန်းဒီလဲ7နှစ်အရွယ်တမိနေဖတ်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျ တော်တော်လေးကျေးဇူးပါတော့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူဒီကိုလည်းထိုးရင်ပေါ့ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာ channel ကို subscribe မနေရသေးတဲ့ကိုမကြီးကလည်း subscribe နေပေးဖို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင် see you ပါအားလုံးပဲ